လင်းရဲ့ TT channel ကနေပြန်လဲကျူဆွလိုက်ပါတယ်ကလင်းရဲ့ YouTube channel ကနေပြန်လဲကျူဆွလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါပရိသတ်ကြီးရောအားလုံးပဲမင်္ဂလာပါကဲအခု live လေးကတော့အင်္ဂါညနေအထွတ် live ပဲဖြစ်ပါတယ်အားလုံးပဲ live stream ဝင်လာကြဖို့ဒီကနေ့ပဲကလင်းကဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအလုံးမဲမင်္ဂလာပါ မင်္ဂလာပါပြည့်တဲ့ချီလို့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအခုအင်ကန်ညနေရတော့ပေါ့ဝေးဆန်မပေါ့ခံမယ်အင်ကန်ညနေအတွက်ဒူတီလိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲလိုက်စထရမ်ဝလာကေဘုတ်ကင်းငါဖိတ်ခေါ်ပါတယ်အလုံးမေမင်္ဂလာပါမင်္ဂလာပါဒီဝါလေးဆောင် ကဲမင်္ဂလာပါပြည်သူကြီးတို့ရေမင်္ဂလာပါအားလုံးပဲအားလုံးပဲမင်္ဂလာပါကဲမင်္ဂလာပါနော် live stream ဝင်လာပြီဆိုရင် reaction လမ်းမလေးတောက်ချင်ပြီမနေ့ရက်နေ့ပြီနော်နေ့ပြီးသားလူရနေ့ဆက်မလို့ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါတူ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  ူတူကဲအားလုံးပဲမင်္ဂလာပါနော်ဘီအန်ရှယ်လက်မှတ်လေးဖနေရသိနေပြီကြပါအောင်ခင်ဗျအားလုံးပဲမင်္ဂလာပါဖြူဝါလေးနဲ့ဆောက်ပါအောင်ဗျာနော်ပြီးဖြေချပေးပါမယ်ခဏလေးဆောက်ပေးပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအင်းအင်းတိတ်တယ်ဒီ channel ကဲအားလုံးပဲမင်္ဂလာပါကဲ reaction လက်မှတ်လေးနဲ့ဖနေရသိနေပြီပါအောင်နော်လက်မှတ်လေးပြောင်းချက်နေပြီကြပါအောင်ခင်ဗျ အားလုံးပဲမင်္ဂလာပါဒီညနေခဏကတော့ပေါ့ရင်ဆံမယ်မပေါ့ရင်တော့မပေါ့တဲ့အဖြစ်ပေါ့โอเคပါဒီညနေကတော့ကျွန်တော် share ရိုက်မယ်โอเคပါတော်နေအီအီငေါ့โอเคကျေးဇူးပါ confuse ဆေမအပူရှိလားဆိုအပူကတော့ကျွန်တော်ကြီးရဆိုနှစ်ခွက်ရှိမှာပေါ့ခွန်ခွန်ရဲ့နှစ်နှစ်ရဲ့ပေါ့နော်ခွန်ခွန်ရဲ့နှစ်နှစ်ဆိုနှစ်ခွက်တော့ရှိမှာအပူမှာတော့ကျွန်တော်ရောကျွန်တော်မသိပါဘူးခင်ဗျာ ကျွန်တော်ရဲ့ကီဟင်းကျွန်တော်ရဲ့ brain ဟင်းကျွန်တော်ရဲ့ထိတ်ဟင်းကျွန်တော်ရဲ့လုံးပိုက်ဟင်းပေါ့ခြေခံပြီးတော့ဒီညနေမှာမိတ်ဆွေတို့ကိုကျွန်တော်အကောင်းဆုံးပြပတ်ပို့သားမှာဖြစ်ပါတယ်အိတ်တော်တန်လေးတန်လေးအိတ်ကအိတ်ကအဲ့ဘယ်လိုက်ကြည့်မလဲပြီးရင်ဘီယာပိုင်သွားမယ်ကနန်းကျော်သွားစားနော်ထမဲပေါင်းလေးနဲ့ကနန်းကျော်လေးနဲ့ဘီယာလေးနဲ့အလုံးအလုံးပဲမင်္ဂလာပါကဲ reaction လမ်းမနေတော့ထိတ်နေပြကြပါခင်ဗျာကဲအလုံးပဲမင်္ဂလာပါ ားလုံးပဲမင်္ဂလာပါဒီညနေအတွက်မိတ်ဆွေတို့ကိုကျွန်တော်အကောင်းမဆုံး36လေးနဲ့ပြောပြပေးသွားမှာဖြစ်တော့ကြောင်းနော် live stream ဝင်လာကြဖို့အားလုံးကိုကင်းလင်းကဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါမနက်ကတော့ကျွန်တော်သုံးသပ်ပြခဲ့ပါတယ်ဒီကနေ့မှာနေ့ရခွန်ရသည်ပတိအဖြစ်လာနိုင်ခြင်းအကောင်းနိုင်ဆိုတာကျွန်တော်သုံးသပ်ပြခဲ့တယ်ပေါ့နော်ဒါမဲ့ကျွန်တော်ကအပြောမဆိုရင်ဒီနှစ်ပိုင်းကိုပြောမဆိုရင်ဒီမနက်အတွက်ပူကြိုက်ခဲ့တာပေါ့နော်ကဲအားလုံးပဲ reaction လမ်းတစ်ယောက်ဆိုင်နေပြီပါကျွန်တော်ဒီအင်္ဂါညနေအတွက်မိတ်ဆွေတို့ ိုထုံးရင်ကိုထုံးလောက်ရမယ် share ခဏမျိုးကိုကျွန်တော်ဒီ live stream မှာလည်းပြောပြီးတောင်းမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့30ချန်နယ်ပါမိတ်ဆွေတို့ channel တက်တဲ့ဆိုရင်ကျွန်တော်ဒီညနေတော့ပေးမဲ့ခဏကိုမိတ်ဆွေတို့အများကြီးတင်ထိုးလို့ရပါတယ်နော်အားလုံးပဲမင်္ဂလာပါကဲအခုချိန်မှာ top fan လေးတွေရာလဲပေါ်တယ်ပေါ့နော်အားလုံးပဲ YouTube ကလည်းအခုချိန်မှာ top fan လေးတွေပေါ်လာပြီပေါ့နော်အဲဘယ်သူတွေ top fan လဲဆိုတော့ကျွန်တော်သိရပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာပါပရိသတ်ကြီးတို့ရေ ကဲကဲလင်းကိုချိန်ရင် reaction လက်မလေးတောက်ချက်စီနှိပ်ပေးအောင်နော်မနှိပ်ရသေးဘူးဆိုတော့နှိပ်ပြီးသားလူကနှိပ်ချင်တာမလိုပါဘူးနော်မနှိပ်ရသေးမှာပါကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဗီဒီယိုလေးကတော့အင်္ဂါညနေအတွက်ဖြစ်ပါတယ်ကျွန်တော်ဇူလိုင်၁ရက်နေ့အင်္ဂါနေ့ညနေအတွက်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောလေးလက်ကလေးကိုပတ်ဆက်ပါစေလို့အရင်ဆုံးဆုမကောင်တောင်းပေးပါတယ်အဲကျွန်တော် viewer လေးတွေနည်းနည်းစောင့်နေလို့เนาะပြီးရင်ကျွန်တော်ရေ30ချက်လေးတွေလာပါမယ်ခင်ဗျာကျွန်တော်အခု viewer လေးတွေနည်းနည်းစောင့်နေလို့ပါเนาะအားလုံးပဲခဏတီးခံပြီးအောင်စောင့်ဆိုင်ပေးတော်မူပါအရင်ကောင်းမဲ့အရာလေးတွေကိုကျွန်တော်နည်းပြောပြတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကဲအဲ့တော့စမယ်ဗျเนาะ โอเคပါအဖုံဝင်ရတော့ဒီမှာတော့ခဏလေးတွေကိုထည့်ပြီးတော့မရေးပေးဘူးကျွန်တော်အနေနဲ့ဒီကနေပဲမြတ်တရရက်ခံပါလေမိတ်ဆွေတို့လည်းကျွန်တော်တရားစာအပေးထားတာဖြစ်ပါလေเนาะညနေပြန်ပြီးရောမိတ်ဆွေတို့ထိုးကြပါဒီမှာတော့ခဏလေးတွေကိုเนาะမရေးပေးဘူးတော့မပြောဘူးတော်တော်ကျွန်တော်ဒီကနေပဲအဖုံဝင်တွေကိုမြတ်တရရက်ခံပါလေခင်ဗျာโอเคပါအဲ့တော့ကျွန်တော်တို့ဒီညနေမှာအဖုံဝင်တွေကတော့ကျွန်တော်ပေးထားတဲ့ DTS ကနေကိုတေချာထိထိမိမိလေးပြန်ထိုးပေးပါနော်ကျွန်တော်လောက်ပဲပြောမယ် အဲ့တော့အခုကျွန်တော်ပြောမယ်ဒီနေ့ညနေအတွင်းကျွန်တော်ပေါ့လုံးဝဒီညနေမှာကျွန်တော်ရဲ့ဒီကိဟင်းမဲ့ပေါ့နော်ဒီမိတ်ဆွေတို့ကိုပြောမယ်ဆိုရင်အားလုံးပဲမင်္ဂလာပါနော်နှစ်ခွန်လေးဆိုတဲ့ကိဟင်းကပြန်ပြီးအကောင်းတော်ကိုကျွန်တော်နေတွေ့ရှိရပါတယ်ဒီအင်္ဂါညနေအတွင်းပေါ့နော်နှစ်ခွန်လေးဆိုတဲ့ကိဟင်းကအကောင်းတော်ကိုကျွန်တော်နေတွေ့ရှိရပါတယ်ခင်ဗျာ ဲ့တော့ဒီနှစ်ခွန်လေးဆိုတဲ့ကိဟင်ဒီကျွန်တော်အကောင့်နာကိုပြန်လည်းတွေ့ရှိရတယ်အဲ့တော့ဒီနှစ်ခွန်လေးကိဟင်မှာဒီညနေမှာဒီနှစ်ခွန်လေးကိဟင်ကအပီးပေါင်းနဲ့တော့လာနိုင်ချေအကောင့်နာကိုကျွန်တော်အနေနဲ့တွေ့ရှိထားပါတယ်ခင်ဗျဒီကျွန်တော်တို့အင်္ဂါညနေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်ကနှစ်ခွန်လေးကိုအပီးပေါင်းတော့ဒီကောင်အထွန်းနိုင်ချေရှိတယ်ဆိုတော့ကျွန်တော်ကစဉ်းစားရမယ်ဆိုရင်နှစ်ခွန်လေးမှာဆိုဘာလဲရှိမလဲ၂၀ခွန်ဆိုတဲ့ကနေရှိမယ်၈၂ဆိုတဲ့ကနေရှိမယ် ပြီးရင်ကျွန်တော်တို့က24ဆိုတဲ့ခဏရှိမယ်40ဆိုတဲ့ခဏရှိမယ်ပြီးရင်ကျွန်တော်တို့က84ဆိုတဲ့ခဏရှိမယ်50ဆိုတဲ့ခဏရှိမယ်အကောင်လုံးကိုကျွန်တော်အားပြီးတော့တစ်ခါရေးပြောပြရပါတော့โอเคအဲ့တော့သူကအပြီးပေါက်လာနိုင်ခြင်းရှိတာကိုကျွန်တော်ကတွေ့မြင်ရတယ်ပေါ့နော်တွေ့မြင်နေဆိုတော့အပြီးပေါက်မှာဆိုရင်သူကဒီနှစ်ခွန်လေးမှာဆိုအဘူးသမားတွေရှိတယ်ဆိုလဲအဘူးသမားတွေကနှစ်ပူးခွန်ပူးလေးပူးဆိုပြီးတော့ဒါမိတ်ဆွေတို့ကထည့်ထုတ်လို့ရတယ်နှစ်ပူးခွန်ပူးလေးပူးโอเคနော် အဲ့တော့ဒီညနေမှာကျွန်တော်ရဲ့ဒီကီးဟင်းလေးကတော့နှစ်ခွန်လေးကီးဟင်းပဲဒါပေမဲ့ဒီကီးဟင်းဒီဒီညနေမှာအပြီးပေါက်ဖြစ်နိုင်ခြင်းရှိတာကိုကျွန်တော်အနေနဲ့တွေးရှိထားတယ်ပေါ့နော်တွေးရှိထားတယ်ဆိုတော့ကျွန်တော်ကနှစ်ခွန်ရှိမယ်ကျွန်တော်ခွန်နှင်းရှိမယ်ပေါ့နော်ကျွန်တော်တခါအပြီးပြောတာပြီးရင်နှစ်လေးဆိုတဲ့ကဏ္ဍရှိမယ်၄၀နှစ်ဆိုတဲ့ကဏ္ဍရှိမယ်ပြီးရင်၈၄ဆိုတဲ့ကဏ္ဍရှိမယ်ပြီးရင်၄၇ဆိုတဲ့ကဏ္ဍရှိမယ်ပြီးရင်တော့အဘူးသမားတွေအတွက်ကတော့နှစ်ဘူးခွန်ဘူး၄ဘူးဆိုပြီးတော့ဒါလေးရှိမယ်ဒီညနေမှာကီးဟင်းဒီအပြီးပေါက်ဖြစ်လာဖို့အတွက်ရာခိုင်နှုန်းအများများတာကိုကျွန်တော်အနေနဲ့တွေးရှိထားတယ်ပေါ့နော် ဒီကျွန်တော်ရဲ့ဒီ key တွေ key တွေဖြစ်ပေါ်လာပုံရဆိုရင်ဒီညနေခင်းမှာဒီ key ပြီးအပီးပေါက်ပြီးဆင်းနိုင်တာကိုကျွန်တော်အနေနဲ့တော်တော်များများတွေးလိုက်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကလည်းဒါကျွန်တော်ဒီနေရာမှာကဏ္ဍလေးထပ်ပြောပေးသွားတာအရင်ကောင်းတယ်အဲ့တော့မွေမနိုင်တဲ့လူတွေကတော့ဒီညနေမှာအင်္ဂါညနေမှာနှစ်ခွန်လေး key ကိုအပီးပေါက်အပူပါဆိုပြီးတော့ထိုးကြည့်ခွေထိုးကြည့်နှစ်ခွန်ရှိမယ်နှစ်လေးရှိမယ်ပြီးရင်84ရှိမယ်ပြီးရင်82ရှိမယ်ပြီးရင်ကျော်40ခွန်ရှိမယ်ပြီးရင်42ရှိမယ်ပေါ့နော် အဲ့ဒါလေးကိုအပီးပေါက်နှစ်ခွန်လေးအပူပါအခွေအပီးပေါက်ထိုးကြည့်နှစ်ခွန်လေးနှစ်ဖူးရှိမယ်ခုံခုံးလည်းရှိမယ်လေးခုံးလည်းရှိမယ်အဲ့ဒီအထဲမှာမှာလာနိုင်ခြင်းအရင်အကောင်းဆုံးကတကွက်နှစ်ကွက်ဥပမာကျွန်တော်တို့နှစ်ခွန်လေးကိုအပီးပေါက်ကိုထုတ်လိုက်မယ်ဆိုရင်ဘယ်နှကောထွက်မလဲเนาะကျွန်တော်ထုတ်ပြမယ်နှစ်ခွန်ရှိမယ်เนาะကျွန်တော်အာပြီးတစ်ခါလေးပြောမယ်เนาะနှစ်ခွန်ရှိမယ်ခွန်နဲ့ရှိမယ်တစ်ခါလေးအာပြီးပြောအောင်เนาะနှစ်ခွန်ခွန်နဲ့ ပြင်းနှစ်လေးလေးနှစ်ပြင်းခွန်လေးလေးခွန်ပြင်းနှစ်ဘူးခွန်ဘူးလေးဘူးအကောင်လုံးကအာပိသားမှာမှာကိုးကွက်ပဲထွက်တယ်အာပိသားကိုကိုးကွက်ပဲထွက်တယ်အာပိသားနော်ကျွန်တော်ခုနပြောသွားကဏ္ဍလေးအကောင်လုံးဒီအာပိသားကိုးကွက်ပဲထွက်တယ်အာပိသားမှာကိုးကွက်အဲ့ဒီကိုးကွက်ထဲမှာလာနေကြီးကဏ္ဍအကောင်ဆုံးနှစ်ကွက်ပဲရှိရှေးအဲ့တော့ကိုသိကျင်တဲ့တွေရှိတယ်ဆိုတော့ comment မှာကျွန်တော်ဒီမှာတစ်ခါပြောပေးမယ်။ share ပေါ့နော်ကျွန်တော်ဒီညနေတော့ထွေထူးမလုပ်ဘူး။ နှစ်ခွန်လက်ကီးကိုအပီးပေါက်အပူပါနဲ့ကျွန်တော်တို့ဒီအင်္ဂါညနေမှာဝိုက်မယ်အဲ့ဒီထဲမှာမှလာနိုင်ခြင်းအကောင်းဆုံးကနှစ်ခွက်ပဲရှိတယ်အဲ့တော့တည်ကျင်းတဲ့လူရှိတယ်ဆိုတော့ကွန်မန့်လေးပဲမှကျွန်တော်ပြောပြသွားမယ်ကျွန်တော်လိုချင်တဲ့အနေထားကွန်မန့်လေးဖြစ်လာပြီဆိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကဲတည်ကျင်းတဲ့လူရှိတယ်ကွန်မန့်လေးမှလို့ရပါတယ်ခင်ဗျာကျွန်တော်တည်ကျင်းကျွန်တော်ဖြစ်ချင်တဲ့အနေထားကွန်မန့်လေးရောက်လာပြီဆိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကဲအားလုံးပဲတည်ကျင်းတဲ့လူရှိကွန်မန့်လေးမှပါမိတ်ဆွေတို့ကလည်းဒီပေါ့နော်ကျွန်တော်အများကြီးပေါ့ဆိတ်ခြင်းပါတယ် မနက်ကလည်းကျွန်တော်မိတ်ဆွေတို့ကိုသုံးသပ်ပြခဲ့ပါတယ်ဒီနေ့မှာနေ့ရခွင့်ရသည်လာနိုင်ခြင်းအရှိဆုံးပတိဖြစ်ကျွန်တော်ပြောခဲ့လားမပြောခဲ့ဘူးလားဆိုတာလေဒီမိတ်ဆွေတို့ဒီအခုမှတော့ဒီနှစ်ကွက်ကိုသိပြတဲ့လူတွေ comment မှာပြီးပြီဆိုရင်ကျွန်တော်ပြောခေါ်ရတဲ့မနက်ကကျွန်တော်နေ့ရခွင့်ရမှာဒီပတိဖြစ်လာနိုင်နေရှိတယ်ဆိုတာလေကျွန်တော်ပြောခဲ့လားမပြောခဲ့ဘူးလားဆိုတာလေ comment မှာမှတ်ပေးပါအောင်နော်ကျေးဇူးပြုလေးစားသမှုနဲ့ပါအလုံးကိုတောင်းဆိုပါတယ်အလုံးကိုလေးစားသမှုနဲ့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာ ကဲသူကျင်နေလို့ရှိတယ်သူကျင်နေရေးပြီးရင်ကျွန်တော်မနက်ကလည်းဒီနေ့တရက်ဆာမှာအင်္ဂါနေ့မှာနေ့ရက်ခွင့်ဒီပတိဖြစ်လာနိုင်ခြင်းရှိမရှိကိုကျွန်တော်ပြောခဲ့လာမယ်ပြောခဲ့ဘူးလားဆိုတာလည်းမှန်ပြီးပါအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုအများကြီးတင်ဒေါ်နှင်းအင်းအင်းကွန်ကတော့မိတ်ဆွေကိုတရက်ဆာပေးထားတဲ့ရှက်ကလိုင်းရှိရလေအဲ့ဒါပဲနော်ဒီမှာတော့မမှန်နဲ့ပေါ့နော်โอเคနော်โอเคမိတ်ဆွေတို့โอเค โอเคပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်โอเคပါโอเคပါโอเคပါโอเคပြောပြမှာပါโอเคပါပြောပြမှာပါဟုတ်ကဲ့ပြောခဲ့ပြောပြမှာပါဟုတ်ကဲ့ပါခင်ဗျာโอเคပြောပြပါမယ်โอเคကျွန်တော်ပြောပြပါမယ်ခင်ဗျာကျွန်တော်ပြောပြပါမယ်ပြီးတော့ပြိပာပြောပြပါမယ်ခင်ဗျာကဲအဲ့တော့မန်းတဲ့လူတွေရဲ့မန်းဒီညနေအတွက် ဘရိတ်ကိုအပိုင်ဆွဲနေတဲ့လူတွေရှိတယ်ဆိုလဲကျွန်တော်ကွန်မန့်မှန်ပြီဘရိတ်ကလည်းတခုတည်းပဲဒီညနေမှာကျွန်တော်ရွေးချယ်ထားတဲ့အရာလေးကတော့2ခွန်လေး KU ကိုကျွန်တော်တို့က AP box ခွေထုတ်တယ်ထုတ်ပြီးရင်ကျွန်တော်အနေနဲ့အပူးလေးပါထည့်ပေးထားတယ်ဒါကပထမတစ်ချက်เนาะကိုကွက်အားလုံးပေါင်းလှန်လိုက်တောင်မှအားလိုက်တောင်မှကျွန်တော်ကကိုကွက်ပဲထွက်တယ်အခု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 မိတ်ဆွေတို့ကျွန်တော်ကျွန်တော်ရွေးချယ်ထားတဲ့အရာလေးပေါ့เนาะ ဒီဒီညနေတော့အကောင်းဆုံးနှစ်ခွက်လည်းပြောပေးမယ်ပြီးတော့ break တိကျတဲ့လူတွေရှိတယ်ဆိုရင်လည်း break မန်းလို့ရပါတယ်နော် break ကလည်းဒီညနေကျွန်တော်အကြိုက်ဆုံး break ပဲအပိုင်ပဲအပိုင်ဆိုတာကျွန်တော်တို့ပိုင်တာနော်ကျွန်တော်လည်း stock share ဈေးကွက်ကိုကျွန်တော်မပိုင်ပါဘူးကျွန်တော်ကြိုက်တဲ့ break ကိုကျွန်တော်ပိုင်တာအဲ့တော့ကျွန်တော်ကြိုက်တာကို live ကြိုက်ပြီးတော့မိတ်ဆွေတို့ကကျွန်တော်နဲ့ cancel မဲ့ဆိုရင်တော့မိတ်ဆွေတို့ကအချီးရမှာချို့ကြတော့ကျွန်တော်ကအပိုင်ပဲဆိုတော့ကျွန်တော်ဒီမျိုးထင်နေမှာဆိုဟုတ်တယ်ပိုင်နေ အဲ့ပရိတ်ကိုကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်ပိုင်းတယ်ဒါပေမဲ့ကျွန်တော် store share ဈေးကောင်ကိုကျွန်တော်မပိုင်ဘူးကျွန်တော်ကြိုက်တဲ့ပရိတ်ကိုကျွန်တော်ပိုင်းတာဖြစ်ပါတယ် okay เนาะအဲ့တော့ကျွန်တော် break အရင်ပြောပါမယ်ဒီညနေအတွက်ကျွန်တော်အကြိုက်ဆုံးပရိတ်ကတော့ကျွန်တော်အကြိုက်ဆုံးပရိတ်ကတော့လက်ကိုကြည့်ပါလက်ကိုကြည့်ပါကျွန်တော်လက်ကိုကြည့်ပါမြင်ရလား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 ကျွန်တော်ဘာပရိတ်ပြောရလဲဆိုတော့မြင်ရလားခုနကကျွန်တော်ပြရပါတယ်မြင်ရလားကျွန်တော်ဒီညနေအတွက်အကြိုက်ဆုံးပရိတ်လေးကတော့ မြင်လား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 ကျွန်တော်ဒီညနေတော့အချိန်ဆုံးပြိပြိသက်ကြီးတို့မြင်လားခင်ဗျာကျွန်တော်ဒီညနေတော့အချိန်ဆုံးပြိကတော့မြင်ရဘူးတဲ့โอเคပါကဲအားလုံးပဲကျွန်တော်ဒီညနေတော့အချိန်ဆုံးပြိကတော့နှစ်ပြိဖြစ်ပါတယ်နှစ်ပြိပါမှန်လေဒီလိုဒီလိုသွားရလေဒူ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 နှစ်ပြိ ဒီညနေရဲကျွန်တော်ဖမ်းမဲ့အရာလေးကတော့ပြီးတော့ပတိသမားတွေတော့ပါတစ်ခါလက်ဆောင်ပေးလိုက်မယ်ကျွန်တော်ဒီညနေရဲအကြိုက်ဆုံးကတော့နှစ်ပိုင်နှစ်ပရိတ်အကြိုက်ဆုံးနှစ်ပိုင်နှစ်ပရိတ်ကိုအကြိုက်ဆုံးဒါပေမဲ့ဒါပေမဲ့ကျွန်တော်အခုမိတ်ဆွေတို့ကိုအကြိုက်ဆုံးဆိုပြီးတော့မျက်လက်ပြလာတာဟုတ်တယ်လေခွိခွိခွိအခုမိတ်ဆွေတို့လည်းဒီတကွက်ကောင်းတွေသိကျင်နေတွေရှိတယ်ကျွန်တော်တကွက်ကောင်းလို့မပြောဘူးเนาะခုနနှစ်ကွက်လို့ပြောတယ်เนาะဟုတ်လားမိတ်ဆွေတို့ကျွန်တော်ခုနနှစ်ကွက်ပြောမယ်လို့ ကျွန်တော်ခုနကမိတ်ဆွေတို့ကိုနှစ်ကွက်ပြောင်းမလို့ပြောထားတာနော်ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ဒီညနေတည်းရွေးချယ်ထားတဲ့နှစ်ကွက်ပေါ့နော်ကျွန်တော်အကြိုက်ဆုံး favorite ဖြစ်ဆုံးဒီနှစ်ခွန်လေးကင်းဟင်းတွေကနော်နှစ်ခွန်လေးကင်းဟင်းတွေကနှစ်ခွန်လေးကင်းဟင်းတွေကကျွန်တော်အကြိုက်ဆုံးခဏန်းကတော့နှစ်ကွက်ပေါ့နော်ပထမဆုံးတခဏန်းကတော့ brain နဲ့ထူချင်မှတူမယ်20ခွန်ဖြစ်ပါတယ်လိုက်မှတ်ထားပေးပါ20ခွန်ပါလိုက်မှတ်ထားပါ20ခွန်ပါခင်ဗျာ 20ခုမှာနောက်ထပ်တစ်ခွက်ကတော့20ဖြစ်ပါတယ်20ခုရင်20ရဲ့ကျွန်တော်ဒီညနေရက်တော်တော်ကြိုက်ပါတယ်20ခု20ပါ20ခုကတော့ကျွန်တော်အကြိုက်ဆုံးပါနှစ်ခုကကျွန်တော်မနက်ထက်ထွက်မယ်လို့ထင်တာကကျွန်တော်မနက်ထက်နှစ်ခုထွက်မယ်လို့ထင်တာ3ခုဖြစ်သွားလို့ဒါကျွန်တော်ရဲ့အဖုံးဝင်ညကျွန်တော်ကြောင်းသိဆုံးကျွန်တော်သူတို့ကိုဒီနေ့အတွက် main ွက်ကြီးဗာပေးထားလဲဆိုတာသူတို့သိကျွန်တော်တစ်တိတ်ပြီးတော့ကက်ခံနေရတာ เนาะဒါပေမဲ့ဒီနေ့မှာကျွန်တော်ဒီညနေမှာအားလုံးကိုရသိသိရင်စိတ်ဆန္ဒအမှန်နဲ့အားလုံးကိုပြပြလိုက်ပါတယ်ကျွန်တော်ဒီညဒီနေ့အတွက်အကြိုက်ဆုံးအမှန်တိုင်းပြောမှာဆိုအကြိုက်ဆုံး favorite ဖြစ်ဆုံးခဏက20ခွန်မနေ့က3ခွန်နဲ့ကျွန်တော်ရင်ခံလိုက်ရလို့ရင်တဲမှာ planetary နေရှိတာပိုကောင်းသည်အဲ့လိုဖြောင်းသွားတာမနေ့ကလည်းအဖွဲ့ဝင်တွေကတကွက်ကောင်းကလုံးဝတကွက်တဲ့ပေးတာမနေ့က69မနေ့ကတော့ကျွန်တော်အနီးကသူတို့ကိုပေးအောင်မလို့ တို့တို့ကျွန်တော်မနေ့ကအနီးကပ်ပေးအောင်မညနေပိုင်းကို6ထိတ်လာမယ်ဆိုပြီးကျွန်တော်ပြောအောင်လို့အော်ထားလိုက်ပါလို့ဝင်းချင်းနေကုန်ကြများတယ်လို့ထိတ်စော်ထိတ်ပဲနော်ထိတ်နဲ့ကိုပေးတာအပိုင်ပေးတာမနေ့ကအော်6ထိတ်လေးထပ်ပေးလိုက်ကောင်းသားလို့ငါမပေးလိုက်လည်းနောက်တော့ရတယ်လို့6 9ရက်နဲ့ပြီးွားလို့မနေ့ကညနေနေ6ထိတ်အပိုင်ပဲမနေ့က6 9တပောက်ပဲပေးတာမနေ့ကအဲ့တော့ကျွန်တော်ဒီညနေအတွက်ကျွန်တော်ရဲ့30ချက်ကတော့ ပုံမှန်6ခွက်ရှိမယ်ပုံမှန်6ခွက်မှာအာပြီးသားမှာ6ခွက်နော်နှစ်ခွန်လေးကိုကျွန်တော်ကအပူပါထုတ်လိုက်မယ်ဆိုရင်နှစ်ခွန်ရမယ်တကွက်နော်နှစ်ခွန်ခွန်နှစ်အာပြီးသားနော်နှစ်ခွန်ခွန်နှစ်ပြီးရင်ကျွန်တော်ကနှစ်လေးလေးနှစ်အာပြီးသားတွေတစ်ခါပြောနော်နှစ်လေးလေးနှစ်ပြီးရင်ခွန်လေးလေးခွန်ပြီးရင်ကျွန်တော်အနေနဲ့နှစ်ပူးခွန်ပူးလေးပူးအားလုံးမှာ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 အာပြီးသားမှာ6ခွက်ပဲအဲ့ဒါတော့ပုံမှန်ထိုး အဲ့ဒီအထဲမှာမှကျွန်တော်အနေနဲ့အကြိုက်ဆုံးဒီညနေအတွက်ကျွန်တော် favorite ဖြစ်ဆုံး break ကနှစ် break ဒီညနေပါဗျာကျွန်တော်နှစ် break လိုက်လားမလိုက်နှစ်ပိုင်လားမယ်ကျွန်တော်ပြောရရှင်းရှင်းလေးနှစ်ခုလုံးမဆွဲရအောင်နော်နှစ်ပိုင်ဆွဲမယ်ဆိုရင်နှစ် break ကိုမဆွဲနဲ့အေးနှစ် break ဆွဲမယ်ဆိုရင်နှစ်ပိုင်ကိုဖယ်လိုက်နှစ်ခုလုံးဆွဲပြီးတော့လူမိုက်တွေတော့မလုံးကြနဲ့နော်နှစ်ပိုင်နှစ် break ဒီစန့်ကျင်ပဲဖြစ်ပါတယ်နှစ်ပိုင်လာမယ်ဆိုရင်နှစ် break မလာတော့ပါဘူးနှစ် break လာမယ်ဆိုရင်နှစ်ပိုင်မလာတော့ပါဘူးသူတို့နှစ်ယောက်ဒီစန့်ကျင်ပဲ opposite ပါ ပြီးတော့ကျွန်တော်အနေနဲ့ဒီညနေပိုင်းအကြိုက်ဆုံးဒီနေ့အတွက်အကြိုက်ကျွန်တော်အကြိုက်ဆုံးကဏ္ဍက20ခွန်ဒါပေမဲ့ဖြစ်နိုင်ရည်ရှိဖို့ကတော့အားတော့တော်တော်နေသွားပြီဘာလို့လဲဆိုတော့3ခွန်ထုံသွားတဲ့အတွက်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ယုံကြည်ချက်ကိုကျွန်တော်မပြောင်းလဲဘူးကျွန်တော်ရဲ့ယုံကြည်ချက်ကိုကျွန်တော်မပြောင်းလာလိုက်ဖြစ်တဲ့အတွက်ဒီညနေမှာ2ခွန်ရင်20ရင်နော်2ခွန်ဒီဘိုင်ဟင်းနဲ့တွဲထားတဲ့ကဏ္ဍ favorite ဒီနေ့တနေ့တာတော့အကြိုက်ဆုံး2ခွန်အဲ20ဒီတော့ဒီညနေအတွက်ကျွန်တော် break နဲ့တွဲလိုက်တဲ့20ဖြစ်ပါလေ အားလုံးကိုရှင်းပြတယ်ဘယ်ကနန်းကဘာကြောင့်ရလဲဆိုတော့ကျွန်တော်ရှင်းပြတယ်နှစ်ခွန်ဒီကျွန်တော်အကြိုက်ဆုံးဒီနေ့အတွက်နှစ်ပိုင်နဲ့နှစ်ခွန်အဲ20ဒီတော့ကျွန်တော် break နဲ့ဖမ်းလိုက်တာဖြစ်တဲ့အတွက်20ဖြစ်သွားတယ်မိတ်ဆွေတို့စဉ်းစားတတ်မဆိုရင်ဒီနေ့မှာအများကြီးနေရမှာပါเนาะဒီညနေမှာကျွန်တော်တို့ကျွန်တော်ပြောရမယ်ဆိုရင်တချို့တွေကထိတ်သိကျင်တဲ့တွေရှိတယ်မိတ်ဆွေတို့ကတဖြည်းဖြည်းနဲ့လောဘလေးတွေကြီးလာပြီလို့တော့ကျွန်တော်မြင်မိတယ်ပေါ့เนาะမိတ်ဆွေတို့ကဒီညနေမှာဘာထိတ်သိကျင်လဲမိတ်ဆွေတို့က နည်းနည်းလေးတော့များလာပြီအခုဆိုလည်းတဝကောင်းတည်ညက်လူတွေအတွက်လည်းဘဲကွာလေးကပိုတင်ထိုးလို့ရတယ်ကျွန်တော်ပြောပေးတယ်ဘဲဘရိတ်ကလည်းအကောင်းလေးဆိုကျွန်တော်ပြောပေးတယ်ဘဲဖိုင်ကလည်းအကောင်းလေးဆိုကျွန်တော်ပြောပေးတယ်အများကြီးပြောပေးပါတယ်ဒီထိပ်တော့ကျွန်တော်မပြောတော့ပါဘူးဒီထိပ်ကတော့အဖွဲ့ဝင်တွေပဲပေးပါတော့မယ်ကျွန်တော်ဒီညက်နေတော့ကျွန်တော်ရဲ့30ချက်ရမှာဆိုရင်ထိပ်ကြီးတစ်ခုထပ်ရှိမယ်အဲ့ဒီထိပ်ကိုတော့ကျွန်တော်အဖွဲ့ဝင်တွေကိုပြီးရင်စာပို့သွားမှာဖြစ်ပါတယ်ပြီးရင်ကျန်တာတော့မနက်တိုင်းပါပဲနောက်မိတ်ဆွေတို့ကတဖြည်းနဲ့များလာပြီအကောင်လုံးတော့ပြောလို့များလေအဲ့ဆိုရင်ဘသူကကျွန်တော်စီမှာအဖွဲ့လာဝင်တော့မှာလဲမဟုတ်ဘူးလား ်မိတ်ဆွေတို့ဒီ free မှာသာကျွန်တော်အကုန်လုံးအကုန်လုံးအကုန်လုံးပြောပြနေမှာဘယ်သူကကျွန်တော်စီအဖွဲလာဝင်တော့မှာလဲကျွန်တော်မှာဘယ်လိုလို support ချင်းပညာချင်းရှိတော့မှာဟုတ်ဘူးလားအကောင်အရာတခုလောက်တော့ကျွန်တော်အနေနဲ့နော်တခုလောက်တော့ကျွန်တော်မှာချွင်းချက်ဆိုတာထားအောင်မနေ့ကပြနှစ်မျောလိုက်တာမကဲပါမနေ့ကကျွန်တော်တော်တော်နှစ်မျောတယ်မနေ့ကတော်တော်နှစ်မျောပါတယ်ကဲအားလုံးကိုကျေးဇူးများတင်ပါတယ် ဒီမှာတော့ပြပြလို့မရမိတ်ဆွေတို့ကိုအကောင်လုံးပြပြလို့မရအောင်အကောင်လုံးပြပြလိုက်ရင်ဘယ်သူကကျွန်တော်စီမှာအဖွဲလာဝင်တော့မှာလဲလို့အဖွဲဝင်နေဆိုတော့သူတို့ရဲ့တီးတန့်ခံစားခွင့်ဆိုတာသူတို့မှာလည်းလိုချင်သေးရရှိမိတ်ဆွေတို့အရာတိုင်းအကောင်လုံးတော့ပြပြလို့မရအောင်ဟုတ်တယ်မနေ့ကအခုဟုတ်တယ်မနေ့ကကျွန်တော်ရဲ့အဖွဲဝင်တွေကိုမပြောလိုက်ရလို့အခုကျွန်တော်ရဲ့အဖွဲဝင်တွေကိုကျွန်တော်ပြောမှာအခုဒီ live stream ပြရတယ်ကျွန်တော်ရဲ့အဖွဲဝင်တွေစာပို့မှာ no 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 ကျွန်တော်ရဲ့အဖွဲဝင်တွေကိုကျွန်တော်ပြောမှာကျွန်တော်အဖွဲဝင်တွေမနေ့ကကျွန်တော်ရဲ့အဖွဲဝင်တွေမှာပြလိုက်ရလို့အပိုင်မနေ့ကကျွန်တော်6ထိပ် 6ကိုတစ်ပေါက်တယ်6 5ထောင်ပါလို့နော်ဘာလို့လဲဆိုတော့နေရာတိုင်းတော့အဖက်အကောင်လုံးကိုနော်နေရာတိုင်းတော့အကောင်လုံးကိုဒီမှာပြောလို့မရအောင်လေဘာလို့လဲဆိုတော့အကောင်လုံးပြောလိုက်မယ်ဆိုရင်ဘယ်သူကအဖက်လောက်မယ်ပေါက်မှာဖွက်လောက်ဝင်မယ်လူတွေကိုကျွန်တော်ကမကြိုးဆိုဘူးကေလင်းရဲ့ပညာကိုယုံကြည်ပြီးတော့မှမမမလက်ခံပြီးတော့အဖက်လောက်ဝင်ပေးတဲ့လူတွေပညာကြီးစပိုးတဲ့လူတွေပဲကေလင်းကလက်ခံတယ်ကေလင်းကအဲ့လိုလူတွေပဲလက်ခံမှာပေါက်မှာအဖက်လောက်ဝင်မယ်လူတွေတော့တက်တာပါကျိုက်တဲ့နေရာမှာကျိုက်လို့သွားပါကျွန်တော်ကတော့မလိုပါဘူးခင်ဗျာ โอเคအဲ့တော့ကျွန်တော်ပြန်ပြီးအနှစ်ချောင်းအောင်မယ်ဆိုရင်ဒီညနေအတွက်ကျွန်တော်ရွေးချယ်တဲ့အရာက2ခွန်လေးကီးကိုအပြီးပေါက်ကို2ခွန်ခွန်နဲ့နှစ်လေးလေးနဲ့ပြီးခွန်လေးလေးခွန်ပြီးရင်နှစ်ပူးလေးပူးခွန်ပူးပေါ့နော်အဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီညနေအတွက်နှစ်ပရိ20လဲကောင်းတယ်ပြီးတော့နှစ်ခွန်ကနှစ်ပိုင်းနဲ့ကြိုက်လို့တင်းရတာလုံးဝချက်ခဲ့တဲ့ခဏโอเคပြီးတော့ဒီညနေအတွက်မိတ်ဆွေတို့ကိုဒါမနေ့ကတော့ကျွန်တော်မပေးခဲ့လို့မှန်တယ်ဒီနေ့မှပေးလို့မှန်မလားမှားမလားတော့ကျွန်တော်လဲဘာလို့ကျွန်တော်ကကျွန်တော်ပိုင်တာပဲရှိရင် ဘာလို့ stock share ဈေးကောင်ကိုကျွန်တော်မပိုင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ effort ဝင်တွေကိုဒီညနေအတွက်လာနိုင်ချေအရှိဆုံးထိတ်စည်းကိုကျွန်တော်ဒီ live stream ပြရနဲ့ပေးသွားတော့မှာဖြစ်ပါတယ်ဘယ်ကြောင့်လဲလဲ effort ဝင်ကျင်လဲဆိုတော့လာဝင်လို့ရတယ်ပေါက်မလာဝင်မဲ့လူတွေကတော့မကြိုးစားပါဘူးဘာလို့လဲဆိုတော့နောက်သားဆိုတာနောက်မရတာပေါ့နော် okay မှာအားလုံးကိုအစဉ်လေးစားလျက်ပါကျွန်တော်အနေနဲ့ကျွန်တော်တိလောက်တက်လောက်လေးကိုဒါကျွန်တော်အနေနဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောနေတဲ့ခဏဒီအပိုင်ဆိုတာကကျွန်တော်တို့အပိုင်ဆုံးပါမိတ်ဆွေတို့တော့ stock share ဈေးကတော့ပိုင်ခြင်းမပိုင်ပါမယ်เนาะ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်เนาะဒီညနေအခုပေါ့เนาะဒီ live stream ပြီးလို့အဖုံးဝင်ဖို့စိတ်ဝင်စားလို့ရှိရဆိုတော့လာဝင်လို့ရတယ်အဲ့တော့ဘာတွေရမလဲဆိုတော့ဒီနေ့အတွက် share ဝန်းကွက်ရှိမယ်ပြီးရင်ဒီညနေအတွက်အနီးကထိတ်ပေါ့เนาะကျွန်တော်အကြိုက်ဆုံးထိတ်ပေါ့เนาะမနေ့ကအဖုံးဝင်မပေးခဲ့လိုက်ရလို့6ထိတ်ကိုကျွန်တော်နောက်တော့ရနေရဘာလို့လဲဆိုတော့ကျွန်တော်မနေ့ကအဖုံးဝင်တွေကိုတကောကောင်းပါကြီးဘာပေးခဲ့လဲဆိုတာကျွန်တော်ရဲ့အဖုံးဝင်တွေအကြီးဆုံးပါเนาะကျွန်တော်မနေ့က6ထိတ်နဲ့69တစ်ပေါက်ပဲပေးခဲ့တာ65ထောင်ကလည်း ကဲအဲ့တော့အဖွဲ့ဝင်တွေလည်းဒီညနေမှာထိတ်စည်းကြည့်ပြီးရောရင်ခုန်ကြမလို့တော့ဘူးထိတ်စည်းနေတဲ့ပေါက်ပီဆိုတဲ့အနေအထားမျိုးဖြစ်အောင်ဩဂတ်တခွက်တည်းဟိုရင်ခုန်နဲ့အနေအထားမျိုးဖြစ်အောင်ထိတ်စည်းနေတဲ့မှာထပ်ပြီးအောင်ကင်းနေကစဉ်းစားပြီးရောသုံးသပ်ထားပြီးရောအခုပဲအဖွဲ့ဝင်စီပို့ပါတော့မှာခင်ဗျာအားလုံးကျေးဇူးများဒီမှာလည်းမိတ်ဆွေတို့လည်းကံကောင်းကြပါစေခင်ဗျာ